အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့အဆောက်ရှိနေပြီလားမရှိဘူးလားဆိုတာသိနိုင်မဲ့အချက်လေးလေးမြောက်ပြီးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကွန်မန်ဒီမန်အများကြီးမေးကြတယ်အော်ကိုနာကိုအဆောက်ရှိမရှိဘယ်လိုသိနိုင်လဲဆိုပြီးတော့မေးခွန်းလေးဖြစ်ပါတယ်ဒီနေ့မှာတော့မိတ်ဆွေများကိုဒါလေးမြောက်ပြီးမှဖြစ်ပါတယ်ဗျာအဲ့တော့ဒီဟာလေးကကျွန်တော်ကိုယ်နဲ့ပြီးခဲ့တဲ့လတုန်းကကြုံခဲ့ဘူးခံစားခဲ့ဘူးပါတယ်အဆောက်တွေရှိလာရင်ဘယ်လိုသိနိုင်မလဲသူတို့ကအမြင်ဆောက်ရှောက်သလားဒါလေးလေးမိတ်ဆွေများများပြီးမှဖြစ်ပါတယ်ဗျအ အဆောက်ရှိရင်ကြိုသိနိုင်ပါတယ်အဲ့တော့ကျွန်တော်တွေအဆောက်ရှိရင်ဘလို့ချက်လေးရကြိုသိနိုင်လဲဆိုတော့နံပါတ်၁ချက်ကအဆောက်တရှိလာပြီဆိုလို့ရှိရင်အဆောက်တရဘာကြောင့်ရှိလာလဲဆိုတော့ကျွန်တော်တို့ကိုပထမဆုံးရှိလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကနေကျွန်တော်တို့ကနေကျွန်တော်ကနေဆက်တူပါကျွန်တော်တို့ဖျက်တိုက်လုပ်တယ်ဂုံတော်လေးလေးရုပ်ပတ်ပေါများတယ်မန္တလေးရုပ်ပတ်ပေါများတယ်ပထမလေးတွေပထမလေးတွေရွတ်တယ်ဗီဒီလေးစိတ်တယ်စပြီပေါ့နော်ကိုကိုနေစဉ် ကုံတော်လေးပွားများနေတယ်ဆိုလို့ရှိရင်လည်းဆောက်ရှောက်တရားရောက်လာတယ်လို့အဲ့တော့ပထမနေ့မှာရွတ်တယ်မိတ်မိတ်ဆွေလည်းရောက်လာတယ်အဲ့ဆပ်ပြပေါ့နော်မာသမယတုတ်တို့မေတ္တာတုတ်လို့တို့တုတ်တွေရွတ်လို့ရှိရင်လည်းဆောက်ရှောက်တရားရောက်လာတတ်ပါတယ်အဲ့လိုဆောက်ရှောက်တွေရောက်လာလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုသိနိုင်မလဲဆိုတော့နံပါတ်1ချက်ကတော့ အော်မွေးတဲ့အနံ့လေးခံစားမှာဖြစ်ပါတယ်မွေးတဲ့အနံ့လေးလေးကိုလည်းရသလိုအနာတစုံတယောက်လည်းရပါတယ်အထူးသဖြင့်ကိုကတော့အမြဲရနေတာဖြစ်ပါတယ်နံပါတ်1ကအဲ့တော့ကိုရဲ့နီနာမှာရင်မွေးလေးဆုံးမထားဘဲနဲ့အမွေးနံ့လေးရနေတယ်နံပါတ်2ကတော့ဖျားရှိခိုးတဲ့ခါမျိုးပဲဖြစ်ဖြစ်ပတိစိတ်တဲ့ခါမျိုးပဲဖြစ်ဖြစ်မှာအိမ်မျိုးနေခဏခဏဆုတ်ထိုးတာပါအိမ်မျိုးနေခဏခဏဆုတ်ထိုးတယ်ဒဇွဇွနဲ့ခဏခဏဆုတ်ထိုးတယ်အဲ့တော့အိမ်မုန်းနေဆုတ်ထုတ်လို့ရှိရင်လည်းတည်နေပါတယ်နံပါတ်3ချက်ကတော့ကျွန်တော်တယောက်တည်းနေတယ် ဒါပေမဲ့တယောက်တည်းနေလို့ရှိရင်အနောက်မှာတစုံတယောက်ရှိနေလို့ခံစားရပြီးတော့အဲ့ခံစားချက်ကလည်းជីနုပီတီဖြစ်ရတယ်ဝန်တပ်ပီတီဖြစ်ရတယ်စိတ်တည်လုံခြုံမှုပေးတယ်ဩဩဒီတစုံတယောက်ကငါ့ကိုနှွေးနှွေးထွေးမှုတွေပေးနေပါလားကာကွယ်ဆောင်ရှောက်နေတယ်မှာဆိုစိတ်ကလိုလိုသိနေတယ်အဲနံပါတ်၄ကတော့ကျွန်တော်တို့တွေအာကျွန်တော်တို့ခီးတွေသွားတော့မှခါမျိုးမှာဒုက္ခတွေတွေ့တော့မယ်ဘေးတွေတွေ့တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မသွားပြအောင်တားပါတယ် မတော်ပြအောင်တားတယ်အဲ့တော့ကျွန်တော်တို့မတော်ပြအောင်တားပါတယ်နံပါတ်5ချက်ကတော့ကျွန်တော်တို့ဘာသာရေးလောက်ကျင်စိတ်လေးလေးပို့လို့ဖြစ်လာစီပါတယ်အဲ့တော့ကျွန်တော်တို့ကတခါကြလို့ရှိရင်ပြင်းယူပြင်းပြီးရောပဲဖြစ်ဖြစ်အဲအလုပ်တွေများလို့ပဲဖြစ်ဖြစ်တခါကြလို့ရှိရင်ပရိမစိတ်ပြတ်တော့ပို့တာတို့ဖျားမရှိကိုပြတ်တော့တာတို့ကာရမဏမယုတ်ပြတ်တော့တာဆိုရှင်အိမ်မက်ထဲမှာဖြစ်စေအဲ့တော့နားထဲမှာဖြစ်စေလာလာလာပြီးတော့တတိပိတ္တတာမျိုးလေးကြုံပါတယ်အဲဒီချက်5ချက်ကတော့ဒါအထူးခြားဆုံးတဲ့လူတွေအတိနိုင်ဆုံး အချက်၅ချက်ပဲဖြစ်ပါတယ်ဒီဟာလေးရကျွန်တော်တို့အစောက်တွေရှိမရှိကျွန်တော်တို့ကိုအဲကျွန်တော်သိနေတဲ့ချက်လေးပေါ့နော် တခြားချက်လေးလည်းရှိတယ်တခြားချက်လေးကြတော့ကျွန်တော်တို့သိဖို့ရမလွယ်ဘူးပေါ့နော်တခြားအချက်လေးကတော့အကြာအမြင်ရထားတဲ့ပုံပုံကိုတွေကိုကတူမတစုံတယောက်စီကိုသွားတယ်အဲသွားသွားလို့ရှိရင်အဲတစုံတယောက်ကအကြာအမြင်ရထားရင်တို့ကကျွန်တော်နောက်မှာဘာရှိတယ်ဆိုတို့ကမြင်တယ်အဲတော့တို့ကမြင်တို့ကပဲမြင်လာဆိုမဟုတ်ဘူးတခြားသောပညာသေးတွေလည်းမြင်တယ်အဲတော့ဝင်ရင်းပညာသေးတွေလည်းမြင်တယ်တခြားသောအောက်လန်တက်တက်တွေလည်းမြင် လို့အထက်လန်တက်တယ်လည်းအကုန်မြင်နေပေါ့နော်အဲ့လိုမျိုးလေးသူတို့ကတိတယ်မြင်နေအဲ့လိုချွန်နေမှလည်းဒါတော့ဒါတော့သူတို့ပဲတိမှာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အဆောက်တွေအဆောက်ရှိအဆောက်ကောင်းတွေရောက်လာပြီဆိုလို့ရှိရင်ဒါကြကျွန်တော်ဘက်ကလည်းအရက်နဲ့ပူပြီးတော့ဘာသာရေးတွေပုတ်လုပေးဖို့လိုလိုတလို့ကျွန်တော်တို့ဖြစ်တဲ့ခက်ခဲကိုလည်းကျွန်တော်တို့အကူအညီတောင်းမှဖြစ်ပါတယ်အဲဒီလိုအကူအညီတောင်းမှုလည်းမမေ့ပါနဲ့ပေါ့နော်ကိုကအဲကျွန်တော်မိတ်ဆွေကျွန်တော်တို့ကအားလုံးလိုနေတာအားလုံးကတော့အဓိကရှင်းရှင်းပြောလို့ရှိရင်ငွေလိုတာပဲဗျာ ုတ်တယ်မလားအဲ့တော့အဲ့တော့ချမ်းသာလေးလဲငွေလိုလာပဲဆင်းနေသူလဲငွေငွေလိုငွေလိုတာပဲအဲ့တော့ကျွန်တော်တို့ကအဲ့တော့တချို့လေးငွေတွေသိမ်းချီပေါက်ပါစေငွေတွေထီသိမ်းစုပေါက်ပါစေအလူတန်းနေလုံနေပါစေဒါတော့ပြနေပါစေပေါ့ဒါမျိုးလေးပဲအဓိကဆူတောင်းကြတာများတယ်အဲ့လိုမျိုးပဲဆူတောင်းပေါ့ဗျာနော်ဟုတ်တယ်မလားဒီကကွာငွေကြီးအဆင်ပြေလာလို့ရှင်လှလို့တန်းလို့ရတယ်ဟုတ်ဒါတော့နော်ဒါအီဒီယာချက်ချင်းပဲပြန်ကုသိုလ်ပြန်လုပ်နိုင်တယ်အဲ့ဒီဟာလေးကိုကျွန်တော်လည်းပြီးခဲ့တဲ့ နားလာတော့လောက်ကွာကျွန်တော်ကြုံမှုတယ်ဗျအဲကြုံမှုနဲ့ဆိုတော့ကျွန်တော်အဲ့လိုပဲကျွန်တော်ဆိုရင်မနေ့တိုင်းကျွန်တော်တွေဖျားတရားတရားတော့ဘယ်ဘလောက်ပဲလှုပ်ရှုပ်ရှုပ်ဘယ်သူပဲဘလောက်ပဲရေကြီးကြီးကိုလှုပ်စားရှိတာလှုပ်ပြီးမှအဲ့လှုပ်ကိုဆလှုပ်တယ် အာကျွန်တော်အကျင့်ဖြစ်တာပေါ့နော်ဟုတ်အဲ့လိုမျိုးတွေအဲ့လိုမျိုးတွေစစလို့တော့ကျွန်တော်လည်းအဲ့လိုမျိုးခံခံစားမိတာလေအာကျွန်တော်ကျွန်တော်နာမတဲရောရှိနေသူလည်းခံစားတစ်ခါတစ်ခါကြလို့ရှိရင်လည်းလက်ကြည့်လိုက်လို့ရှိရင်ဝိင်းနဲ့ဝိင်းနဲ့အဲ့လိုမျိုးတစ်ခုကိုမြင်မြင်လိုက်တာမျိုးတွေတွေ့ရတယ်အဲတစ်ခါကြလို့ရှိရင်လည်းအမွှေးနဲ့နေအာကိုကိုဘေးရလူတွေကျွန်တော်မိတာပေါ့အမွှေးနဲ့နေရလာဆိုသူတွေရတယ်ပေါ့အမွှေးနေတယ်ပေါ့အဲအဲ့လိုမျိုးလေးလည်းမွေးနေတာလေကိုလည်းရတယ်ဘေးကလူလည်းရတာမျိုးလေးကြုံနေအဲ့လိုမျိုးတွေကျွန်တော်ကြုံနေပုံတော့အဲ့တော့ခီးလေးပါပဲကျွန်တော် သွားတဲ့ခါမျိုးမှာပဲအဲ့ခေကလုံးဝအဆင်မပြေတော့ဘူးကျွန်တော်တို့လုံးဝအခက်တွေ့နေမယ်ကျွန်တော်စိတ်ချင်းကိုစိတ်ချင်းဖျက်ရတော့မယ်ဆိုတော့အဲ့ခေကိုမသွားပြောင်းတားပါတယ်အဲ့ဒါလေကြုံမှုပါတယ်အဲ့တော့ဒီဒါတော့ကျွန်တော်အချိန်နေရရပါတော့ကျွန်တော် တော်ကျွန်တော်နောက်ပိုင်းမှာနေရာတွေပြောင်းဝရွှေ့ရအဲ့လိုမျိုးသွားလာတဲ့အချိန်မျိုးတွေမှာအဲ့လိုမျိုးရတဲ့မျိုးတော့မတွေ့တော့ဘူးဒါကြောင့်မို့သူတို့ကဆောက်ရှောက်နေဆိုတာလေအချိန်တိုင်းတိုင်းတစ်ခုတည်းတော့ဆောက်ရှောက်တယ်အမြင်တော့မဆောက်ရှောက်ပါဘူးအဲ့တော့တခါကြလို့ရှိရင်သူတို့ကလမ်းကြုံပြီးတော့သူတို့ကောင်းကင်ရံဖြတ်တန်သွားလာရင်လည်းလမ်းကြုံပြီးတော့ဝေဆောက်ချတာမျိုးရှိသလိုကျွန်တော်ရုပ်ပေါ်ပေါ်များရလိုက်တဲ့အတန်တွေကြလိုက်လို့ဆင်းလာတာမျိုးလည်းရှိပါတယ်အဲ့လိုမျိုးလည်းရှိတယ်အဲ့ BB ဆိုလို့ရှိရင်ကျွန်တော်တို့တွေ BB ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေအဲ အာကျွန်တော်တို့ရဲ့ပထမဆက်ရှိတဲ့ပုံကိုယ်တွေ live ဆောက်ရှောက်တာမျိုးလည်းရှိတယ်အမြဲတမ်းမဆောက်ရှောက်ဘူးเนาะဒါကကျွန်တော်တိထားဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကလူသားတွေအဲ့တော့လူသားဆိုတော့အမြဲတမ်းကောင်းတာလေးလုပ်နေတာမဟုတ်ဘူးတခါကြလို့ရှိရင်စိတ်ထဲမှာဒေါသဖြစ်တာလေး အဲကျွန်တော်အလိုမကျတာလေးညွန်ညင်းတာလေးအဲတခါကျွန်တော်ဆဲတာဆိုတော့မိတာလေးအဲတချို့တော့အရာတွေစားမိတော့မိတာလေးအဲ့လိုပြင်တခါကျလို့ရှိရင်သူတို့မကျတဲ့အရာလေးလုံးမိတာလေးရှိကောင်းရှိနိုင်တယ်အဲ့လိုရှိတဲ့တန်းနဲ့သူတို့ကချက်ချင်းပြန်ပြန်ပြန်သွားပါတယ်တခါကျလို့ရှိရင်လည်းသူတို့ကအချိန်မှန်မယ်နေရာမှန်မယ်အဲ့တော့ကျွန်တော်တိလာလည်းရှိရမယ်ဒီသုံးချက်မှန်မှတာလေးသူတို့ကဆောက်ရှောက်တာဖြစ်ပါတယ်ကျွန်တော်တို့ကထားပါတော့ပထမ်းရွတ်တယ်ကိုကညညတိုင်းပထန်းရှင်းနိုင်မှာရွတ်တယ်မနက်တိုင်းရှင်းနိုင်မှာရွတ်တယ်ဒါပေမဲ့ကိုကနောက်ရက်တကျတော့ မအားလို့မလို့ကိုနိုင်မှရွတ်မိတာလို့တခါကြလို့ရှိရင်ညမအလုတ်မအားလို့အဲ့ပြသွားတော့ဆိုရင်လို့ရှိရင်တော့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ तू ကမလာတော့ပါဘူးအဲ့လိုမျိုးလေးအဲ့လိုမျိုးလေးကြပါဘောနော်တကယ်တော့ဆိုအလုံးပဲမိတ်ဆွေများကိုနာကိုအဆောက်ရှိမရှိအဆောက်ရှိနိုင်ဘလို့သိနိုင်မယ်ဆိုတော့လေကိုသိရှိသွားပြီထမနဲ့ဗျအလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေအလုံးလည်းအဆောက်တွေရကြပါသည်အဆောက်တွေကနေကုညီမစားပြီးတော့မိတ်ဆွေများဘွားတွေတုတ်တက်ပြောင်းလဲကြပါသည်အကူညီတွေတောင်းကြပါသည်အကူညီလည်းရကြပါသည်ဗျာ